ဒီနောက်ပိုင်းဂျန်စီတွေက vlog ရတယ်များလို့တော့မသိဘူးဖုန်းတစ်လုံးဝယ်မယ်ဆိုတာနဲ့ဘယ်ဖုန်းက vlog ရလို့ပိုကောင်းလဲဆိုတာမျိုးမေးကြတာပေါ့နော်ကျော်တဲ့လောလောဆယ် vlog ရလို့အကောင်းဆုံးဖုန်းဆိုရင်တော့ Galaxy S25 series ပဲအရင်က Galaxy S series ကကင်မရာမှာနေရာကောင်းတစ်ခုရပြီးသားဗျာအခုကသူတို့ Galaxy AI ရောတခြား features တွေရောပေါင်းလိုက်တော့တော်တော်ကြီးကို vlog အတွက် okay သွားတယ်ကျွန်တော်တက်လောက်စမ်းပြီးသွားပြီစိတ်လည်းမညစ်ခဲ့တဲ့အတွက်ကြောင့်မလို့ video လေးပြန်ပြီးလုပ်ပေးတာပေါ့အခုချိန်ဒီဘယ်ဖုန်းမှမမှီသေးတာတော့ zoom in ပိုင်းပဲကျွန်တော်က ဘလော့ဂါတကယ်လုပ်မယ်ဆိုရင်လေတချို့ဆိုရင် social experiment ရိုက်ကြတယ် prank တွေရိုက်ကြတယ်အခါကျရင်ကင်မရာမမြင်စေချင်ဘူးအဲ့တော့ကိုဒီဖုန်းကသူ့ဇွန်ပိုင်းတော်တော်ကြီးသုံးလို့ကောင်းတယ်အခုလိုမျိုးအဝေးရတဲ့မဟုတ်ပဲနည်းနည်းကိုမြင်ရတဲ့နေရာလေးမှာရှိတယ်ဆိုရင်တော့သူ့ရဲ့ zoom in mic ကလည်းအလုပ်လုပ်တယ်တခြားဖုန်းနေနဲ့ရှင်းမယ်ဆိုရင်ဒီဖုန်းကပို့ပြီးတော့အတန်ကိုကြီးကြီးလင်းလင်းကြားရတဲ့ပုံစံမျိုး video ပဲမဟုတ်ဘူးတက်ပုံမှာလည်းအဲ့ဆယ်စားလောက်ဆွဲပြီးတော့လူပဲဖြစ်ဖြစ်ခွေးလေးပဲဖြစ်ဖြစ်ယူနေတဲ့အရာလေးတွေရိုက်လို့ရတာပေါ့နော်အဲ့ဒီအဲ့ထဲမှာကိုကတိတ်ပြီးတော့ မကြိုက်ဘူးဆိုရင်လည်း AI object eraser နဲ့မလိုတဲ့နေရာတွေကိုဖျောက်လို့ရတယ်။ quad block တွေရိုက်နေတဲ့အချိန်မှာရိုက်ပြီးမဲ့သူမပါဘူးဆိုလဲ auto frame on ပြီးတော့ camera ကိုကိုနောက်လိုက်ခိုင်းတယ်လို့လုပ်ထားလို့ရတယ်။ super steady mode ဆိုရင်တော်တော်ကြီးကိုငြိမ်တာပေါ့နော်။ကျွန်တော်တို့ vlog တွေ action ဆန်းဆန်းဘာညာရိုက်ချင်နေဆိုရင်လည်းရိုက်လို့ရတယ်။ကျွန်တော်ခုစမ်းပြီးတော့ပြည့်ပြမယ်။ပြပလာတဲ့ audio eraser ကတော့အားလုံးသိပြီးသားပဲ။ဘေးကစုညံနေတဲ့အတန်နဲ့အကုန်လုံးပြောင်းလုပ်ပြနိုင်တယ်။ I ain't vanilla, baby, but I can make it ice cream with no. <coughs> <coughs> we can it. but she, me, yeah, she like my no whips and chains, but she can't tie me down. အခုပြတဲ့ဗီဒီယိုကျွန်တဲ့ Galaxy S25 Plus ရဲ့ Ultra ရဲ့နှမျိုးနဲ့တုံးပြီးရိုက်ထားတယ်။ iPhone ထဲမှာပဲပြန်ပြီး အတရတာပိုင်းညာသိပ်ပြီးတော့စိတ်မရှိဘူးဆိုရင်သူ့မှာ auto trim ဆိုတဲ့ကောင်လေးပါတယ်အဲ့ကောင်ကကိုရိုက်လာတဲ့ဗီဒီယိုတွေကိုစက္ကန့်လေးသတ်မှတ်ပေးလိုက်ပြီးရွှာနေအဲ့ကောင်လေးတွေအကုန်လုံးပေါင်းပြီးတော့ဗီဒီယိုတစ်ပုတ်ဖန်ပြီးမှာ AI ရဲ့အကူအညီနဲ့ auto generate လုပ်ပေးတာပေါ့နော်နေဘက်ကတော့ fine တယ်ဆိုတော့ညဘက်ကောဘယ်လိုနေလဲ Nanography မှာ SUVs ကနော်ကိုရီးယားရဲ့ level တစ်ခုမှရှိပြီးသားဗျအခုက AI processing နဲ့ဆိုတော့ပို့ပြီးတော့ကြည်လာတယ်ကျွန်တော်တို့တတ်ပုံမဲမဟုတ်ဘူး ီဒီယိုမှာလည်းအဆင်ပြေတယ်။အတက်ပုံမှာဆိုရင်အဲ့လိုလှုပ်နေတဲ့ object တွေမှာတော့မှအရင်ကြီးဝေသွားတာဝါသွားတာမျိုးမရှိဘူး။ So blogger ဘက်ဘက်ကစဉ်စားရွတ်သမျှအကုန်ပါနေရဲ့ဖုန်းပဲဗျာ။ AKD အမြင့်ဆုံးထားပြီးရဲလို့ရရဆိုတော့လည်းအခုလက်ရှိချိန်မှာတော့လက်ချိုးရည်လို့ရနေသေးတယ်။ So blogger ဆိုရင်ဒီဖုန်းကပြစ်ဝယ်လိုက်လို့ရပြီဗျာ။တကယ်ဝယ်မယ်ဆိုရင်တော့ Samsung Show နဲ့ Samsung မြန်မာရဲ့ official mobile shop တွေမှာသွားပြီးတော့ဝယ်လို့ရတယ်။ဆိုတော့ကျွန်တော်ဂျုံဖြစ်ပါတယ်။အားလုံးဟုတ်စပါ